လောက်ပိုင်းမင်္ဂလာပါကျော်ဒီနေ့မှာတော့ Microsoft Word Excel တွေမှာ print ထုတ်တဲ့အခါပေါ့နော်ကျွန်တော်တို့ margin တွေချိန်တယ် margin တွေချိန်ပေမဲ့ကိုထားသလိုမဖြစ်ဘဲနဲ့ margin တွေပါတစ်ဖက်ကကြီးတာတွေတစ်ဖက်မှာကျင်းတာတွေကျဲတာတွေဖြစ်နေတဲ့သူတွေအတွက်ပေါ့နော်အဲကျွန်တော်ဒီမေးခွန်းတွေကကျွန်တော်အမေးအများဆုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်လည်းဒီမေးခွန်းတွေပေါ့နော်ဒီမေးခွန်းတွေကအများဆုံးပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ Facebook ပေးက knowledge ဆုံးပေးမှာဆိုရင်လည်းဒီလိုမျိုးလေးအညီမညာဖြစ်နေတာပေါ့နော်။တော့ဒီမှာဒီပုံစံလေးဖြစ်နေတာ တော့ဒီပုံစံလေးကိုကျော်ဖြည့်ချင်းလို့ရပါတယ်ကျော်ဒီမှာဆိုရင်လည်းဒီမိကွန်းလေးပေါ့ဒီမိကွန်းနေရာကျော်အများဆုံးဖြစ်တယ်အများဆုံးဖြစ်တဲ့အတွက်ကျွန်တော်ဒီနီးလေးကိုပြန်လဲတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးနဲ့ဒီ Facebook Page လေးကို Subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦးနော်ဒါကတော့ကျော်ရဲ့ Knowledge Zone YouTube Channel လေးပါဒီမှာလည်းကျော်ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုအများအားတင်ဆက်ပေးနေပါဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုအများအားတင်ဆက်ပေးနေ Facebook Page လေးပေါ့နော် ဒီပေလေးကိုလည်း follow လုပ်ပြီးတော့အားပေးခဲ့ပါတော့ Okay ဒါဆိုရင်ကျောဗီဒီယိုလေးစလိုက်အောင်အဲ့တော့ကျွန်တော်မှာဒီမေးခွန်းလေးအများဆုံးဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုပြန်လဲ share link လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော် TikTok မှာဆိုလည်းအဲဒီဟာလေးကခဏခဏဒီမှာလာမေးနေကြလို့ပေါ့နော်အဲ့တော့ဒီဟာကိုဘယ်လိုလုပ်ရမလဲဆိုတော့ပြပါမယ်အဲ့တော့အဓိကအချက်ကတော့ကျွန်တော်ဒီဟာလေးပါနော်ဒီပုံစံလေးဖြစ်ပါတယ်အဓိကအချက်ကတော့ဒီအချက်ကြောင့်ဖြစ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီအချက်လေးကဒီအဓိကရေးကြည့်ပါတယ် ကို print ထုတ်ကန်လေးပါကျွန်တော်ဒီဟာလေးကိုပေါ့နော်ဟိုဖိုင်ထဲမှာရှိတဲ့ option တွေကနေပြီးတော့ဒီ scale ကိုနှပ်ဖို့ဆိုတာလေးကိုကျွန်တော်တို့အမှန်ကြီးဖြုတ်တာပေါ့လို့သူကဗာလဲဆိုရင်အဲဒီမှာဆိုရင်တော့8.5ပေါ့နော်သူက8.5 inch ရဓာတ်မောင်11 point 11ပေါ့နော်ဒါလေးကပေါ့ letter size ဖြစ်ပါတယ်ဒီ paper size က letter size ဖြစ်ပါတယ်အဲ့တော့သူကကြာတော့ဒီ letter size ကိုကျွန်တော်တို့က margin ထားနေတဲ့အတွက်ကျွန်တော်တို့က အဲကိုကအေးဖုန်းနဲ့ထုတ်တယ်ဒီကနေ့ထုတ်တယ်ဒါကြောင့်ဘေးမြင့်နေမငြိယချင်းဖြစ်ပါတယ်အဲ့တော့ဒီရက်လေးကိုကျွန်တော်အမှန်ကြီးဖြုတ်ပေးဖို့လိုပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့ကိုကဒီမှာဆိုရင်ထိုင်ထဲကိုသွားပါနော်အဲ့ဒီဖြစ်ဖြစ် Microsoft Word PowerPoint ဖြစ်ဖြစ်နော်စင်ပြတဲ့နေရာသွားလိုက်ပါထိုင်ထဲမှာရှိတယ် option ဆိုတာလေးရှိပါတယ် option ထဲမှာရောက်ပြီဆိုရင်ကျွန်တော်ဒီနေရာလေးမှာ advanced ဆိုတဲ့တက်လေးရှိပါတယ် advanced တက်ထဲကိုသွားပါ advanced တက်ထဲမှာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်အပေါ်လေးကိုဆွဲတင်လိုက်ပါနော်ဟိုအောက်နားလေးမှာရှိပါတယ် print ဆို print ဆိုတဲ့ခေါင်းစဉ်လေးရှိပါတယ်အဲ့ဒီ print ခေါင်းစဉ်လေးကိုရှာပေးရမှာဖြစ်ပါတယ်အဲဒီ print ခေါင်းစဉ်လေးမှာပေါ့နော် print ခေါင်းစဉ်လေးမှာကျွန်တော်ဒီအောက်ဆုံးမှာရှိပါတယ်သူကဘာလဲဆိုရင် scale အဲ scale ကုနဲ့ပေါ့ a4 ရော a5 ပါဒါတော့နောက်ကကျတော့ leak ပဲပေါ့နော်အဲ့တော့တချို့ set တွေကကျတော့ကျွန်တော်ကဒီ a4 မပါဘူးဒီ letter size လေးပဲပါ ကျွန်တော်ကကြတော့ A4 letter size ကိုပါတဲ့အတွက်ကျွန်တော်ကတော့ print ထုတ်ရင်စင်ပြေအဲ့တော့ mouse တို့အနေနဲ့စင်မပြေဘူးဆိုလို့ရှိရင်အဲဒီ print ထုတ်လို့ binning margin နဲ့မညီဘူးဆိုရင်ဒီအရာလေးကိုအမှန်ကြီးဖြုတ်ပေးပါ okay ဒါဆိုလို့ရှိရင်အမှန်ကြီးဖြုတ်ပြီးတော့ okay ကိုပေးလိုက်ပါဒါဆိုလို့ရှိရင် print ထုတ်တဲ့အခါမှာ mouse တို့အနေနဲ့အားလုံးဒီဘဲညာညီရတွေတစ်ချက်အကြည့်ပြီပေါ့နော်ဒါဆိုရင်ဘယ်ညာလုံးဝကြီးသွားပါလိမ့်မယ်အဲ့တော့အဓိကအချက်ကတော့ ဒီဟာလေးပေါ့နော်အဲ့တော့ဒီအချက်လေးကအဓိကကြပါတယ်ဒီအချက်လေးပါကျွန်တော်တို့ပြည့်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီစာမျက်နှာ margin တွေ payment margin တွေကလုံးဝညီနေပါလိမ့်မယ်အဲ့တော့ပြောရတဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအဲ့တော့ milestone အနေနဲ့လုံးဝညီသွားတယ်အဆင်ပြေသွားတယ်ဆိုလို့ရှိရင်ကျောင်းရဲ့ကွန်မန့်လေးမှာလာပြီးတော့မှတ်ခဲ့ပေးပါဦးခင်ဗျာ yes ဆိုပြီးတော့မှတ်ခဲ့ပေးပါအားလုံးအဆင်ပြေကြပါစေခင်ဗျာ